အမားနှစ်ခုကျူးလွန်ခဲ့တဲ့အိုနာနာကိုပေါ်စကိုပြင်းပြင်းထန်ထန်ဝေဖန်ဘလုံးကျောက်သူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်မန်ချက်စတာရွှေနိုက်တက်အသင်းရဲ့ကိုးသမားအန်ဒရီအိုနာနာကစာသာပရင်းညာကလိုင်ယွန်နဲ့ကစားခဲ့တဲ့ယူရိုပါလီကွာတာဖိုင်နယ်ပထမကြော်ပွဲစဉ်မှာအမားနှစ်ခုကိုကျူးလွန်ခဲ့လို့ရွှေနိုက်တက်ကစားသမားဟောင်းကြီးပေါ်စကိုရဲ့ပြင်းထန်တဲ့ဝေဖန်မှုကိုခံခဲ့ရပါတယ်ကင်မရွန်ကိုသမားကမန်ယူအသင်းခွင့်ပြုလိုက်ရတဲ့နှစ်ဂိုးစလုံးအတွက်တာဝန်ရှိသူဖြစ်တာကြောင့်အသင်းဟာနှစ်ဂိုးစီတည်ရင်သာကစားနိုင်ခဲ့ပါတယ် ပွဲချိန်65မိနစ်မှာပွဲပြီးကန်နီနောက်ဆုံးကန်ချက်ဖြစ်လာတဲ့ George Miko Tatsi ရဲ့ကန်ချက်ကိုအိုနာနာကဖမ်းယူဖို့ကြိုးစားရင်းဘောလုံးလွတ်ကျသွားတာကိုရှူရန်ချာကီကပြန်လည်သွင်းယူခဲ့ပါတယ်။ TNT Sport နဲ့ပွဲပြီးမှာ score ကပွဲမတိုင်ခင်သူပါဇက်ပိတ်ထားရင်ကောင်းမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ပထမဂိုးအတွက်သူပိုပြီးတာဝန်ရှိရလို့ကျွန်တော်ထင်တယ်။ကြီးမားတဲ့အမှားတစ်ခုပါ ဒုတိယကိုကနည်းနည်းခတ်ပေးမယ်သူတိထပိုကောင်းအောင်လုပ်နိုင်ရမယ်အလုံးစုံအနေနဲ့ဒါအမှန်ကန်တဲ့ရှာလာပါနိုင်ယုံကပိုကောင်းတဲ့ဘောလုံးကိုကစားခဲ့ပြီးအခွင့်အရေးတွေပို့ပြီးတော့ဖန်တီးနိုင်ခဲ့တယ်ဒါပေမဲ့ပွဲပြီးကန်နေမှကိုးသွင်းနိုင်ခဲ့လို့ယူနိုက်တက်တို့စိတ်ပြတ်နေမှသိကြတယ်သူတို့အင်ကွေးမှာအခြေအနေကောင်းနေတာကြောင့်သူတို့ကအခုထိရေပန်းစားသုံးသိနေတဲ့ကတသိန်းဖြစ်နေပေမဲ့သူ့ကိုပို့ပြီးတော့တိုးတက်ဖို့လိုအပ်နေပါတယ်လို့ပြောကြားခဲ့ပါတယ် ။အိုနနာကပထမဆုံးခွင့်ပြုခဲ့ရတဲ့ဂိုးမှာတိုက်စစ်မှုတွေကိုဖျက်ချလာတဲ့ free kick ဘောလုံးကိုလက်နဲ့ပုတ်ထုတ်ဖို့ကြိုးစားရင်းဘောလုံးကသူ့အကျော်ပြီးဂိုးရဲကိုဝင်သွားခဲ့ပါတယ်။အိုနနာရဲ့အမားတွေကယူနိုက်တက်နဲ့လိုင်ယွန်တို့ရဲ့ယူရိုပါလိပွဲမတိုင်ခင် ကစားသမားဟောင်းနီမန်ချာမာတစ်ကသူ့ကိုယူနိုက်တက်သင်းမှာအဆိုးဆုံးဂိုးသမားတွေကတရားလို့ပြင်းထန်စွာဝေဖန်ခဲ့ပြီးနောက်ဖြစ်ပေါ်လာတာပါ။ ဒီကိစ္စရဲ့မှာအိုနာနာကရှင်နတ်တက်ကသူတို့ရဲ့ပြန်ဘက်လီယွန်ထက်ပိုကောင်းတယ်လို့ပြောခဲ့ရတာနဲ့စတင်ခဲ့တာဖြစ်ပြီးတောင်မာတက်ကအိုနာနာဟာရှင်နတ်တက်ကိုဒမအများစုထက်ပိုဆိုးတယ်လို့ပြန်လည်ပြီးတော့ထုတ်နှံခဲ့ပါတယ်။ အင်ကွင်းပြည်သက်တည်ရဲ့ဟာတိုင်းမှုတွေကိုခံခဲ့ရတဲ့အိုနာနာကစာဗီယန်သားကြီးမာတင်ရဲ့ဝေဖန်မှုကိုမမှန်ကန်ကြောင်းတက်တည်ပြဖို့မျှော်လင့်ခဲ့ပေမဲ့25မိနစ်မှာပဲဒီယာဂိုအမာတာရဲ့ဖရီကစ်ဂိုးမှာသူဟာအဓိကအမာကျူးလွန်ခဲ့တယ်လို့ဝဲပီးကန်နေတူးတူးဖြစ်သွားစေမဲ့ဂိုးမှာလည်းအိုနာနာကထပ်မံပြီးတော့မှာယွင်းခဲ့ပါသေးတယ်။